ဗီယက်နမ်နိုင်ငံမှာတရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကိုတနင်္ဂနွေနေ့ကလုံခြုံရေးအင်အားအပြည့်စုံနဲ့ဖြိုခွင်းခဲ့ပါတယ်။တရုတ်ရဲ့ပင်လယ်ပြင်ဆင့်အားစုတွေကဗီယက်နမ်ကို ပိတ်ဆို့ဖို့ရောက်လာနေတာကိုလည်းတွေ့ရပါတယ်။တောင်တရုတ်ပင်လယ်ကတင်းမာမှုတွေဟာကုန်းတွင်းပိုင်းကိုကူးဆက်လာနေပြီးဗီယက်နမ်ဟိုချီမင်းမြို့အနီးမှာတရုတ်ဆန့်ကျင်သူတွေဟာနိုင်ငံခြားပိုင်ဆက်ယုံအချို့ကိုအင်္ဂါနေ့ကလူရက်မိရှုခဲ့ပါတယ်။ဗီယက်နမ်ကတရုတ်ကိုအခုပဲနောက်ဆုတ်ဖို့ရှင်းရှင်းလင်းလင်းသတင်းစကားပေးပို့လိုက်တာပါ။ ပြီးခဲ့တဲ့နှစ်နိုင်ငံတွင်းမှာဒီအိမ်နီးချင်းနှစ်နိုင်ငံအကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့မကြာသေးခင်ကလှုပ်ဆောင်ချက်တွေကတော့ဗီယက်နမ်ဟာတရုတ်ပေါ်မချစ်တော်လဲအောင်ကနိုင်မဲ့ကာလတွေကုန်ပြီဆိုတာကိုပြသနေပါတယ်။ American F-16 တိုက်လေယာဉ်တွေဝယ်ယူတာကနေပြင်သစ်သမ္မတကိုမိဖက်အစည်းအဝေးတွေအတွက်လက်ခံကျင်းပတာအထိဗီယက်နမ်ဟာသူ့ရဲ့တရုတ်ပေါ်စန့်ကျင်မှုတွေကိုမြင့်တင်နေပါတယ်။ဒီအကြောင်းအရာတွေကိုနားလည်အောင်သတင်းတပုတ်နဲ့ဆက်ဆက်ဖော်ပြခြင်းပါတယ်။ ပထမဆုံးအနေနဲ့2024ခုနှစ်စက်တင်ဘာလမှာဗီယက်နမ်ဟာအမေရိကန်နဲ့သူ့ရဲ့ဆက်ဆံရေးကိုမဟာဗျူဟာမြောက်မိဖက်အဖြစ်ထုတ်ပြောခဲ့ပါတယ်။ဒါဟာအရေးကြီးတဲ့ကိစ္စဖြစ်ပြီးအရင်ကနိုင်ငံအနှဲငယ်ကိုသာပေးထားတဲ့အဆင့်တန်းမြင့်ဆက်ဆံရေးဖြစ်ပါတယ်။အဲဒီနောက်မှာတော့ပြီးခဲ့တဲ့ဧပြီလကဗီယက်နမ်ဟာအမေရိကန်ပြည်ထောင်စုနဲ့ F16 တိုက်လေယာဉ်24စီးဝယ်ယူဖို့သဘောတူညီချက်ရရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါကဝါရှင်တန်နဲ့ဟန်ဝိုင်းဂျာ အကြီးဆုံးကာဝေးရေးသဘောတူညီချက်ကိုဖော်ပြပါတယ်။ဒီလိန်တွေက F16 Fighter ဖြစ်ပြီး Fighting Falcon ရဲ့အဆင့်အမြင့်ဆုံးအမျိုးအစားဖြစ်ပါတယ်။ဒါဟာခင်မီနီးပညာရေးတက်ဆင်ထားတဲ့တိုက်ခိုက်ရေးလေယာဉ်တစ်ခုပါ။တရုတ်လေယာဉ်တွေအစား American C က F16 တိုက်လေယာဉ်တွေကိုဝယ်ယူဖို့ဒီဆုံးဖြတ်ချက်ကတရုတ်နဲ့သူ့ရဲ့ဆက်ဆံရေးမှာ VNN ဘလို့ရက်တည်နေတယ်ဆိုတာကိုလည်းများစွာဖော်ပြပါဗျ။တင်ထင်ထားတဲ့အတိုင်းတရုတ်ကတော့ပြောမနေပါဘူး။ နှစ်ပေါင်းများစွာတရုတ်ဟာဒေတာရင်းနိုင်ငံတွေကိုသူ့ရဲ့ကိုပိုင် တိုက်လေယာဉ်တွေကိုဝယ်ယူဖို့တွန်းအားပေးခဲ့ပြီးအစွမ်းထက်ပြီးကုန်ကြကြေးတက်တာတယ်လို့ကြော်ညာဝင်ခဲ့တာပါဒါပေမဲ့ဗီယက်နမ်ကတရုတ်နဲ့ဆက်ဆံရေးကိုဆက်မလုပ်ချင်တော့ပါဘူး F16 တွေကဗီယက်နမ်ရဲ့စစ်ရေးစွမ်းရည်ကိုအကြီးအကျယ်မြင့်တင်ပေးပြီးပဋိပက္ခတွေမှာပုံမိုစွမ်းဆောင်နိုင်စေပါတယ်ဒါအပြင်သူတို့ဟာဗီယက်နမ်ကိုအမေရိကန်နဲ့ပုံမိုနှီးစပ်စေပြီးတရုတ်ကအားနည်းသွားစေခြင်းနဲ့ကာကွယ်ရေးဆက်ဆံရေးကိုနှက်ရှိုင်းစေပါတယ် ဒါကသမရရှိချင်းဖြင့်ရဲ့ဂုံတိတ်ခါကိုသာမကသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုပါထိခိုက်စေပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ချက်တစ်ခုကတော့ဗီယက်နမ်ဟာဆယ်စုနှစ်များစွာကြာအောင်တရုတ်ရဲ့မဟာမိတ်ဖြစ်တဲ့ရုရှားကိုလက်နက်အထွတ်မှီခိုခဲ့ရတာပါ။အခုတော့အမေရိကန်စီကနေဝယ်ယူဖို့ပြောင်းလဲလိုက်တာဟာရုရှားဗီယက်နမ်ဆက်ဆံရေးကိုလည်းထိခိုက်စေပါတယ်။ဒီအချက်တွေအားလုံးကြောင့်ပေကျင်းကတော့စိုးရိမ်ပူပန်နေပြီးတရုတ်မီဒီယာတွေကပြဿနာတွေဖန်တီးနိုင်တယ်လို့တတိပေးနေပါတယ်။ ဒါပေမဲ့ဗီယက်နမ်ကတော့မျက်တောင်မခတ်ပါဘူးသူတို့ဂယုမဆိုင်ပါဘူးနောက်ထပ်ကြီးမားတဲ့ပမာဏနဲ့ဆန့်ကျင်ပြတဲ့ဖြစ်ရပ်တစ်ခုကတော့မကြသေးခင်ကမေလမှာပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ဟန်ရိုင်းကိုလာရောက်ခဲ့တာပါပဲသူကဓာတ်ပုံရိုက်ဖို့တသက်လာခဲ့တာမဟုတ်ပါဘူးမက်ခရွန်ဟာဗီယက်နမ်ရဲ့ထိပ်တန်းကောင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးကွန်မြူနစ်ပါတီအကြီးအကဲတိုလန်လဲပါဝင်ပါတယ်သူကတောင်တရုတ်ပင်လယ်မှာနိုင်ငံတကာဥပဒေတွေကိုလှစ်လျူရှုတဲ့တရုတ်ရဲ့အကျင့်ကို မသိမသာထိခိုက်ပြောဆိုသွားပါတယ် ပြင်သစ်နဲ့ဗီယက်နမ်တို့ဟာစွန့်ရင်ပို့ဆောင်ရေးနဲ့ကာကွယ်ရေးတို့မှာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။မက်ခရွန်ရဲ့ခီးစဉ်ဟာစီးပွားရေးတသက်မဟုတ်ပါဘူး။ဒေတာရင်းမှာတရုတ်ရဲ့လွှမ်းမိုးမှုကိုစန့်ကျင်ရမှာဗီယက်နမ်ရဲ့အခန်းကဏ္ဍမြင့်တက်လာတာကိုလူသိရှင်ကြားအသိမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။တရုတ်ကိုဘာကြောင့်ဗီယက်နမ်ဒီလောက်ဒေါသထွက်နေရလဲဆိုတာကိုနားလည်ဖို့အတွက်သူတို့ရဲ့သမိုင်းကြောင်းကိုအနည်းငယ်ပြန်ကြည့်ရပါမယ်။ ရာသီနှစ်များစွာကတည်းကဗီယက်နမ်နဲ့တရုတ်ကြားမှာရှုပ်ထွေးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ရှေးခေတ်ကတည်းကအခွန်ဆက်ချင်းကနေခေတ်သစ်နယ်နိမိတ်အငင်းပွားမှုတွေအထိတရုတ်ရဲ့ဩဇာလွှမ်းမှုမှုဟာအမြဲကြီးမားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ဟာအကြီးဆုံးပရိပခနေရာဖြစ်ပြီးနိုင်ငံနှစ်နိုင်ငံသလုံးကရေပြင်နဲ့ကျွန်းတွေကိုပိုင်ဆိုင်ကြောင်းအချင်းချင်းပြောဆိုနေကြပါတယ်။အထူးသဖြင့်ငါရေနံနဲ့မဟာပြွာမြောက်တံမိုးရှိတဲ့ပါရာဆယ်နဲ့စပရက်တလီကျွန်းတွေရှိပါတယ်။ တရုတ်ကရှီရှားကျွန်းများလို့ခေါ်တဲ့ပါရာဆယ်ကျွန်းစုဟာဗီယက်နမ်ကမ်းရိုးတန်းနဲ့တရုတ်တောင်တရုတ်တောင်ပိုင်းကမ်းရိုးရန်ကြားတောင်တရုတ်ပင်လယ်မှာကျွန်းပေါင်း30ကျော်ပါဝင်ပါတယ်။ပါရာဆယ်တွေကိုတရုတ်ကထိန်းချုပ်ထားပေမဲ့ဗီယက်နမ်နဲ့ထိုင်ဝမ်တို့ကလည်းပိုင်ဆိုင်ကြောင်းပြောဆိုနေကြပါတယ်။1984ခုမှာလေးခုနှစ်မှာတရုတ်ကပါရာဆယ်တွေကိုဗီယက်နမ်စီကသွေးထွက်သံယူနဲ့သိမ်းယူခဲ့ရပါတယ်။1988ခုနှစ်မှာလည်း Spratly ကျွန်းတွေအတွက်ထပ်တိုက်ခိုက်ခဲ့ကြပြီး ဗီယက်နမ်ရစ်တသားဌာစဉ်များစွာတည်ဆုံကတရုတ်ကအောင်ပွဲခံခဲ့ပါတယ်။အဲ့ဒီဖြစ်ရက်တွေရဲ့အမှတ်တရတွေဟာ အခုထိ အနာတရတွေလို့စူးရှာနေတော့မှာပဲ။တရုတ်ရဲ့ရန်လုံမှုဟာငါးဖန်သမားတွေကိုစော်ကားယုံတတ်တတ်မဟုတ်ပါဘူး။တရုတ်ဟာဗီယက်နမ်ပိုင်နက်တွေပေါ်မှာလူလုံကျုံးတွေတိစောက်ပြီးတောင်တရုတ်ပင်လယ်မှာသူ့ရဲ့တည်ရှိနေမှုကိုတိုးချဲ့နေပါတယ်။နေပေါင်းများပါအတွင်းမှာတရုတ်ဟာကြောက်တန်းတွေကိုသူတို့ရဲ့စစ်ရေးစခန်းတွေဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒါတွေမှာလေယာဉ်ပြေးလန်းတွေ၊ရေဒါစနစ်တွေနဲ့ရေတပ်အဆောက်အုံတွေပါဝင်ပါတယ်။ဗီယက်နမ်ကလည်းသူ့ရဲ့ကိုပိုင်ကျွန်းတိဆောက်ရေးကြိုးပမ်းမှုကိုအချိန်မြင့်တင်ပြီးတုံ့ပြန်ခဲ့ပါတယ်။၂023ခုနှစ်နိုဝင်ဘာလကလေးကဗီယက်နမ်ဟာစပရက်လီကျွန်းတွေက နေရာ၁၀ခုမှာမြေ662အေကာထပ်မံဖြည့်ဆွက်ခဲ့ပြီး စုစုပေါင်းမြေဖို့ထားတဲ့အေကာ2360အထိရောက်ရှိသွားပါပြီ။ဗီယက်နမ်ရဲ့အကြီးဆုံးတိုးချဲ့မှုတစ်ခုက Back Canada Reef မှာဖြစ်ပြီး ြီးခဲ့တဲ့6လအတွင်းအရွယ်အစား2ဆနီးပါးကြီးလာခဲ့ပါတယ်။ဒီကြောက်တန်းဟာအခုဆို4318မီတာရှည်လျားပြီးတရုတ်ရဲ့ကြီးဆုံးစစ်ခန်းတွေမှာ တွေ့ရတဲ့မီတာ3000ပြေးလန်းတွေလိုလေရင်ပြေးလန်းကိုလက်ခံနိုင်စွမ်းရှိပါတယ်။ဒီလောက်ရက်ကဒေတာရင်းတရုတ်ရဲ့လွှမ်းမိုးမှုကိုတိုက်ရိုက်စိန်ခေါ်လိုက်တာပါပဲ။ VNN ဟာ American ဥရောပသမဂ္ဂနဲ့ဂျပန်တို့လိုနိုင်ငံတွေနဲ့ကုန်သွယ်မှုသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးနေပါတယ်။ဥပမာအနေနဲ့ American ကိုကြည့်ပါ။ 2024ခုနှစ်မှာဗီယက်နမ်နဲ့အမေရိကန်ကြားနှစ်နိုင်ငံကုန်သွယ်မှုကဒေါ်လာ132ဘီလီယံအထိရောက်ရှိခဲ့ပြီးဆယ်စုနှစ်တခုအကြာကထက်များစွာခုန်တက်လာတာကိုပြသပါဗျ။ဗီယက်နမ်ဟာလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်16ခုမှလည်းပါဝင်ပြီးဒါကတရုတ်နဲ့ကင်းလွတ်တဲ့ဈေးကွက်တွေကိုဝင်ရောက်ခွင့်ပေးပါဗျ။အဲ့ဒီသဘောတူညီချက်တွေကငွေကြေးသက်သက်မဟုတ်ပါဘူး။ဒါရီဟာတရုတ်ကိုရင်ဆိုင်ဖို့စီးပွားရေး empire ကိုတိဆောက်ထားတာပါ။ဒါကိုတရုတ်ကြီးကလည်းဘာမှမလုပ်နိုင်ပါဘူး။ ။နောက်ထပ်ကောင်းမွန်တဲ့လုပ်ရက်တစ်ခုကတော့ဗီယက်နမ်ကအခွန်စည်းကြက်မှုတွေနဲ့ပိတ်ဆို့အရေးယူမှုတွေကိုဘလို့ကင်တွယ်လဲဆိုတာပါပဲ။ American ဟာတရုတ်မှာထုတ်လုပ်ပြီးဗီယက်နမ်အမှတ်သားတက်ဆင်ထားတဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးပြီးအခွန်ရှောင်တာတွေကိုနှိမ်နှင်းနေပါတယ်။ဗီယက်နမ်ကတော့ပူးပေါင်းဆောင်ရွက်ပြီးသူရဲ့ပို့ကုန်တွေတရားဝင်ကြောင်းတက်တည်ပြဖို့အလျင်စလိုလုပ်နေပါတယ်။မေလမှာဗီယက်နမ်ဝင်ကြီးချုပ်ဖန်မင်ချင်းဟာတမရဒွန်နယ်ထရန့်ချင်းချောက်ထားတဲ့46ရာခိုင်နှုန်းအခွန်ကြီးကြီးမားမားကိုရှောင်ရှားဖို့ အမေရိကန်နဲ့ကုန်သွယ်မှုသဘောတူညီချက်ကိုအပြီးသတ်ဖို့အချိန်ပိုလှုံ့ဆော်ခဲ့ပါတယ်။အနောက်တိုင်းစံထုံးတွေနဲ့ညီညွတ်အောင်လှုံ့ဆော်ပြီးဗီယက်နမ်ဟာကမ္ဘာစီးမြင့်တွေအတိုင်းကစားနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒါတွေကတရုတ်ကမကြာခဏချိုးဖောက်တတ်တဲ့စီးမြင့်တွေပါ။ဒါကတန်ခတ်တာကိုရှောင်ရှားရုံတသက်မဟုတ်ပါဘူး။ပေကျင်းကိုမိခိုစရာမလိုပဲဗီယက်နမ်ကရှင်သန်နိုင်တယ်ဆိုတာသက်သေပြတာလည်းဖြစ်ပါတယ်။ပြီးတော့ကုန်ထုတ်လုပ်မှုကဏ္ဍပြောင်းရွှေ့မှုရှိပါတယ်။ ဒါကတော့အရေးကြီးတဲ့ကိစ္စပါကုမ္ပဏီတွေဟာကုန်ကြမ်းစိတ်တွေမြင့်တက်လာတာကုန်သွယ်ရေးစစ်ပွဲတွေနဲ့နိုင်ငံရေးအန္တရာယ်တွေကြောင့်ဗီယက်နမ်နိုင်ငံဟာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ဆွဲဆောင်မှုရှိတဲ့နေရာဖြစ်လာပါတယ်2025ခုနှစ်မတ်လ31ရက်နေ့အထိနိုင်ငံတွင်းမှတ်ပုံတင်ထားတဲ့စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာဒေါ်လာ30.68ဘီလီယံထိရောက်ရှိခဲ့ပြီး2024ခုနှစ်မှာအလားတူကာလနဲ့နှိုင်းယှဉ်ရင်34.8ရာခိုင်နှုန်းတိုးလာတာကိုပြသပါတယ် ဗီယက်နမ်ဟာကမ္ဘာကုန်ထုတ်လုပ်သူတွေအတွက်အစွဲဆောင်နိုင်ငံရွေးချယ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဒီနိုင်ငံမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားတဲ့နာမည်ကြီးကုမ္ပဏီတွေလည်းရှိပါတယ်။ဥပမာအားဖြင့် Ligo ကုမ္ပဏီကိုကြည့်ပါ။ဒိမတ်ကအယုတ်ကုမ္ပဏီဖြစ်တဲ့ Ligo ဟာဗီယက်နမ်ရဲ့ပင်တောင်ပြည်နယ်မှာဒေါ်လာ1.3ဘီလီယံတန်ဖိုးရှိတဲ့ကုန်ထုတ်ဆက်ယုံတစ်ခုတည်ဆောက်ခဲ့ပါတယ်။ဒါကတာမန်ဆက်ယုံတစ်ခုမဟုတ်ပါဘူး။ဒါကသူတို့ရဲ့ပထမဆုံးသောကာဗွန်နျူထရယ်ဆက်ယုံဖြစ်ပြီး 2026ခုနှစ်မှာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့အပြည့်အဝလေပတ်မှာဖြစ်ပါတယ်။ဒီဆက်ယွန်ဟာအလောက်ကိုင်းထောင်ပေါင်းများသောကိုဖန်တီးပေးနေပြီးကုန်ထုတ်လုပ်မှုကဘာမှာဗီယက်နမ်ရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုခိုင်မာစေပါတယ်။ပြီးတော့နီးပညာကုမ္ပဏီကြီးတွေလည်းရှိပါတယ်။ Samsung, Intel နဲ့ LG တို့အားလုံးဟာဗီယက်နမ်မှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။အထူးသဖြင့် Samsung ဟာစမတ်ဖုန်းတွေကနေအိမ်သုံးပစ္စည်းတွေထိအရာရာတိုင်းတွင်ဒီနိုင်ငံကို သူ့ရဲ့အဓိကထုတ်လုပ်မှုဌာနတစ်ခုဖြစ်စေခဲ့ပါတယ်။အင်တဲကလည်း VNN ရဲ့ဟိုချီမင်းမြို့မှာရှိတဲ့ Chis Pia တက်ဆင်စစ်ဆေးရေးဆက်ရုံမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။တစ်ချိန်တည်းမှာပဲ LG ကလည်းဒီနိုင်ငံမှာ electronic နဲ့အိမ်သုံးပစ္စည်းတွေထုတ်လုပ်ဖို့အာရုံစိုက်နေပါတယ်။ဒီကုမ္ပဏီတွေဟာနည်းပညာထုတ်လုပ်မှုအတွက်ယုံကြည်စိတ်ချရတဲ့ VNN ရဲ့နာမည်ကောင်းကိုမြင့်တင်ရမှာအထူးအခမ်းအနားကနေပါဝင်ခဲ့ပါတယ်။ဒီလိုစီးပွားရေးပြောင်းလဲမှုဟာ ဗီယက်နမ်အတွက်ကောင်းတဲ့ပြင်တရုတ်ရဲ့ကမ္ဘာထောက်ပံ့ရေးခွင့်ဆက်ပေါ်လွှမ်းမိုးမှုကလည်းဓာတ်ရိုက်စိန်ခေါ်မှုလည်းဖြစ်ပါတယ်။စည်ရေးရာတင်းမာမှုတွေမြင့်တက်နေတဲ့တောင်တရုတ်ပင်လယ်မှာဗီယက်နမ်ကလက်ပိုက်ကြည့်မနေပါဘူး။ American စီကနေဒေါ်လာ5ဘီလီယံတန်ဖိုးရှိတဲ့ F system တိုက်လေယာဉ်တွေဝယ်ယူခဲ့ပြီးဒါကဗီယက်နမ်ရဲ့စည်ရေးစွမ်းရည်ကိုအကြီးအကျယ်မြင့်တင်ပေးပါတယ်။2016ခုနှစ်မှာ American ကဗီယက်နမ်ပေါ်လက်နက်ပိတ်ဆို့မှုကိုရုပ်သိမ်းပြီးနောက်ပိုင်း နှစ်နိုင်ငံဟာကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေပုံမှန်နှိုင်းဆိုင်လာခဲ့ပါတယ်။ဒါအပြင်ပြင်သစ်ဂျပန်အိန္ဒိယနဲ့တောင်ကိုရီးယားလိုလိုနိုင်ငံတွေနဲ့လည်းကာကွယ်ရေးမိဖက်ဆက်ဆံရေးတွေတိုးမြှင့်နေပါတယ်။ဗီယက်နမ်ဟာကမ်းခြေဆောင်သင်္ဘောတွေကင်းလှည့်လေတွေလေ့ကျင့်ရေးလေယာဉ်တွေအပြင် Is Remake Spider ကာကွယ်ရေးစနစ်တွေနဲ့ Dutch Bill Sigma Klex Cavadillo ခင်မီစစ်ပစ္စည်းတွေကိုလည်းဝယ်ယူဖြည့်တင်းနေပါတယ်။ဒါတွေဟာတရုတ်ရဲ့ကြီးမားတဲ့စစ်အာဏာကိုရင်ဆိုင်မှုအတွက်မဟုတ်ဘဲ တရုတ်ရဲ့ဘလို့လောက်ရကုန်မဆိုကုန်ကြစရိတ်ကြီးမားစေမယ်ဆိုတဲ့သတိပေးမှုတစ်ခုဖြစ်ပါတယ်။နိုင်ငံရေးနဲ့တန်တမာရေးအရာမှာလဲဗီယက်နမ်ကောင်းဆောင်တွေဟာရှေ့ကိုမြှောက်တွေးပြီးတရုတ်ကိုစိုးရိမ်စေမယ့်နီလန်းတွေအတွက်အရှိတောင်အာရှနိုင်ငံများအဖွဲ့အာဆီယံကနေတဆင့်ဗီယက်နမ်ဟာဥဆောင်ခန်းကဏ္ဍကပါဝင်နေပြီးတရုတ်ရဲ့မကောင်းတဲ့လောက်ရက်တွေကိုထုတ်ဖော်ပြောဆိုနေပါတယ်။၂၀24ခုနှစ်မှာဟနွိုင်းမှာကျင်းပခဲ့တဲ့အာဆီယံစည်းဝေးမှာဗီယက်နမ်ကတရုတ်ရဲ့ငါးဖမ်းလေတွေကို၆လှန်တာရီ ကိုယ်ပိုင်တယ်မဟုတ်တဲ့ရေပြင်တွေကိုပိုင်ဆိုင်ကြောင်းပြောဆိုတာတွေကိုအတိအလင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင် VNN ကတောင်တရုတ်ပင်လယ်အတွက်ခိုင်မာတဲ့စီးမင်းစည်းကမ်းတွေကိုချမှတ်ဖို့အာဆီယံကိုတွန်းအားပေးနေပါတယ်။ VNN ရဲ့တိုင်းပြည်ချစ်စိတ်နဲ့တရုတ်ကိုစန့်ကျင်လိုတဲ့စိတ်ဓာတ်ဟာလမ်းမတွေပေါ်မှာပါပေါ်လွင်နေပြီး2024ခုနှစ်မှာဟိုချီမင်းမြို့နယ်ဟန်ဝိုင်းတို့မှာထောင်ပေါင်းများစွာသောပြည်သူတွေကတရုတ်ငါတို့ရေပိုင်တဲ့ထက်ကထွက်သွားလို့စာတန်းတွေကိုကင်ဆောင်ပြီးဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲတွေကတောင်တရုတ်ပင်လယ်ကိစ္စတသက်မဟုတ်ပဲတရုတ်ကုမ္ပဏီတွေက VNL လုပ်ငန်းတွေရဲ့စီးပွားရေးတွေကိုထိခိုက်စေတဲ့ငွေကြေးဆိုင်ရာပြဿနာတွေလည်းပါဝင်ပါတယ်။အစိုးရကပုံမှန်ဆိုဆန္ဒပြပွဲတွေကိုမြ мян ဆန်းဆန်းဖြိုခွင်းလေးရှိပေမဲ့တရုတ်ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲကိုတော့လူတွေရဲ့ဒေါသကိုဖော်ထုတ်ခွင့်ပြုရင်းပုံမှုပျော်ပြောင်းစွာဂိုင်တွေခဲ့ပါတယ်။ဒါဟာတရုတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဟာ VNL ပြည်သူတွေအတွက်ကိုရေးကိုတာကိစ္စတွေလို့ဖြစ်နေတဲ့အထိအရေးကြီးနေတာကိုပြသနေပါတယ်။ ငါဖန်သမားတွေဟာတရုတ်သင်္ဘောတွေကြောင့်ဘိုးဘွားစင်စန်းငါဖန်ခဲ့တဲ့ရေပြင်မှာအလုပ်လုပ်လို့မရတော့သလိုဈေးဆိုင်တွေမှာတရုတ်ကုန်ပစ္စည်းတွေပြင့်ထက်နေတာကြောင့်ပြည်ရင်းစီးပွားရေးတွေကြီးထွားဖို့ခက်ခဲစေပါတယ်။တရုတ်ကဗီယက်နမ်ပိုင်တယ်လို့ပြောတဲ့ကြောက်တန်းတွေပေါ်မှာစစ်အခြေဆိုင်စခန်းတွေတည်ဆောက်နေတာကိုလည်းလူတိုင်းသိကြပြီးတော့ဒါရီဟာနိုင်ငံရေးတသက်မဟုတ်ပဲဗီယက်နမ်လူမျိုးတွေရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်နေပါတယ်။ဒီလိုပြည်သူတွေရဲ့ထောက်ခံမှုကဗီယက်နမ်အစိုးရရဲ့တန်တမာရေးရံနဲ့စစ်ရေးလှုပ်ရှားမှုတွေကိုပုံမိုခိုင်မာစေပြီး ခေါင်းဆောင်တွေကကုလသမဂ္ဂမှာပြောဆိုတဲ့အခါပြည်သူတွေရဲ့ထောက်ခံမှုရရှိတာကိုသိရှိကြပါတယ်။စွမ်းအင်ကဏ္ဍမှာလည်း VNH ဟာစက်ရုံတွေလေပတ်ဖို့နဲ့မြို့ကြီးတွေကြီးထွားဖို့အတွက်စွမ်းအင်အများကြီးလိုအပ်ပါတယ်။အရင်ကတရုတ်စီကတင်သွင်းတဲ့ရေနံကြောင်ပြီးသွင်းတဲ့တဘာဝတငွေကိုမိခိုခဲ့ရပေမဲ့အခုတော့နေအောင်ကြီးနဲ့လေအားလျှက်စစ်လို့တန့်ရှင်းတဲ့စွမ်းအင်တွေကိုပြောင်းလဲနေပါတယ်။ 2024ခုနှစ်မှာနေအောင်ကြီးစွမ်းအင်သုံးဓာအားပေးဆက်ရုံအသစ်10ခုတည်ဆောက်ခဲ့ပြီးလေအားလျှက်စစ်ခြံတွေလည်းတိုးချဲ့နေပါဗျ။ဒီစွမ်းအင်စီမံကိန်းတွေကတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရုံတသက်မဟုတ်ပဲတရုတ်ကိုရင်ဆိုင်ရက်တည်ပြီးကိုပိုင်အင်အားနဲ့ရက်တည်နိုင်ဖို့ကြိုးပမ်းတာလည်းဖြစ်ပါဗျ။ American နဲ့ဥရောပတို့ကလည်းဒီ project တွေမှာကူညီနေကြပြီးဒါက Vietnam ရဲ့မဟာမိတ်ကွန်ရက်ကိုတည်ဆောက်နေပုံကိုပြသပါဗျ။ဤပညာနဲ့စွမ်းအင်အပေါ်ဒီလိုအာယုံဆိုင်မှုက VNN ရဲ့ရေရှည်မျှော်မှန်းချက်ကိုပြသနေပြီး တရုတ်ရဲ့လွှမ်းမိုးမှုရော့ကျသွားမယ့်အနာဂတ်တစ်ခုကိုဖန်တီးနေတာပါပဲတရုတ်ကိုရင်ဆိုင်တာမလွယ်ဘူးပဲအန်ဒီရီလည်းရှိပါတယ်တရုတ်ရဲ့စစ်တပ်ကကြီးမားလှပြီးစစ်သားနှစ်သန်းနဲ့တိုက်လေရင်900ရှိတာကိုဗီယက်နမ်ရဲ့စစ်သား၄သိန်းနဲ့တိုက်လေရင်60နဲ့နှိုင်းရှင်နိုင်ပါတယ်အခြေအနေတွေပုံမတင်းပါလာရင်ဗီယက်နမ်ဟာသူ့ရဲ့မဟာမိတ်တွေရဲ့အကူအညီလိုအပ်မှာဖြစ်ပြီးပြောင်းလဲနေတဲ့မဟာမိတ်ဆက်ဆံရေးတွေကြားမှာဒါကအာမခံချက်မရှိပါဘူး စီးပွားရေးအရာတရုတ်ကတော့အေယာမနိုင်ငံကြီးဖြစ်နေသေးပြီးဆက်ဆံရေးကိုအယံမြန်မြန်ဖျက်တောက်လိုက်ရင်တရုတ်ကုန်ပစ္စည်းတွေကိုမှီခုံနေရတဲ့ VNN စီးပွားရေးလုပ်ငန်းတွေကိုထိခိုက်နိုင်ပါတယ်။ကျွန်းတွေတိဆောက်လာကြအောင်တဘာဝပတ်ဝန်းကျင်ပျက်စီးတာကနောက်ထပ်စိုးရိမ်စရာတစ်ခုပါ။ဒီစိန်ခေါ်မှုတွေကတကယ်အစ်အမှန်တွေဖြစ်ပေမဲ့ VNN ကောင်းဆောင်တွေကတော့ဘာမှမလုပ်ဘဲတရုတ်ကိုလွှမ်းမိုးခွင့်ပေးတာကပိုကြီးတဲ့အန္တရာယ်လို့ထင်နေပုံရပါတယ်။ VNN ရဲ့မဟာဗျူဟာကဟန်ချက်ညီအောင်လှုံ့ဆော်တာပါပဲ။ စစ်ဆတင်ဖို့ဒါမှမဟုတ်တရုတ်ကိုလုံးဝဖြတ်တောက်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ဒါကအရန်အန်ဒီရဲ့များပါလိမ့်မယ်။အစားတို့အနေနဲ့တရုတ်ရဲ့ရိတ်အောက်ကနေလွတ်လပ်စွာကိုပိုင်နိုင်ငံအဖြစ်ရပ်တည်ဖို့နေရာတစ်ခုကိုဖန်တီးနေတာပါ။ဗီယက်နမ်ကကဘာကြီးအတွက်မိတ်ဖက်ဖြစ်ခြင်းပြီးတရုတ်ရဲ့ကစားပွဲထဲမှာခိုကိုးသူမဖြစ်ခြင်းဘူးလို့ပြောပါရယ်။ဒါဟာနိုင်ငံတနိုင်ငံကလုံလောက်ပြီလို့ဆုံးဖြတ်ပြီးသူ့ရဲ့နာဂတ်ကိုကိုယ်တိုင်ထိန်းချုပ်လိုက်တဲ့ဇလန်းပါပဲ။ တောင်တရုတ်ပင်လယ်ပေါ်ကပြန်တမ်းနေတဲ့ F16 ဂျက်လေယာဉ်တွေအမေရိကန်နဲ့လက်မှတ်ရေးထိုးခဲ့တဲ့ကုန်သွယ်မှုသဘောတူညီချက်တွေနဲ့ဟန်နွိုင်းမှာလမ်းလျှောက်ဆန္ဒပြနေတဲ့လူအုပ်ကြီးတွေဟာဇက်လန်တခုရဲ့အစိတ်အပိုင်းတွေပါပဲ VNH တရုတ်ကိုတုံ့ပြန်ရုံတသက်လုံနေတာမဟုတ်ပဲကိုယ်တိုင်ရည်တည်နိုင်စမ်းရှိပြီးဂုံယူစရာကောင်းတဲ့နိုင်ငံတစ်ခုကိုတည်ဆောက်နေတာဖြစ်ပါတယ်တရုတ်ရဲ့စီးပွားရေးနဲ့စင့်ရေးအင်အားကကြီးမားလွန်းတဲ့အတွက်ရှေ့ဆက်ရမယ့်လမ်းကတော့မလွယ်ကူလှပါဘူး ဒါပေမဲ့ VNN ကတော့ဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့အတွက်လုံလောက်တဲ့စိတ်တက်ခွန်အားနဲ့ဉာဏ်ပညာတွေရှိကြအောင်ပြသနေပါတယ်။ဒီတိုက်ပွဲဟာ VNN နိုင်ငံတနိုင်ငံရဲ့တိုက်ပွဲမဟုတ်ဘဲဒေတာရင်းအခြားနိုင်ငံတွေအတွက်ပါအရေးကြီးတဲ့တက်ရောက်မှုတွေရှိပါတယ်။ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားလိုတရုတ်နဲ့ပင်လယ်ပြင်အငင်းပွားမှုတွေရှိနေတဲ့နိုင်ငံတွေဟာ VNN ရဲ့လှုပ်ဆောင်မှုတွေကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။ VNN ကတရုတ်ကိုရင်ဆိုင်ပြီးအောင်မြင်နိုင်မယ်ဆိုရင် ဒီနိုင်ငံတွေအတွက်လည်းကိုယ်တိုင်ရည်တည်နိုင်မှုမျှော်လင့်ချက်နဲ့ခွန်အားတွေရရှိလာမှာပါနိုင်ငံတကာအနေနဲ့လည်း American ဂျပန်နဲ့ဥရောပတို့လိုနိုင်ငံတွေကဒေတာရင်းလွတ်လပ်ပြီးတရားမျှတမှုရှိတဲ့အခြေအနေကိုထိမ့်သိမ့်မှုအတွက်ဗီယက်နမ်ကိုမိဖက်ဖြစ်မြင်ပြီးစောင့်ကြည့်နေကြပါတယ်ဒီတိုက်ပွဲမှာပြည်သူလူထုတရက်လုံးပါဝင်နေတာဖြစ်ပြီးငါးဖန်သမားတွေចောင်းသားတွေဆက်ယုံလုပ်သားတွေအားလုံးကဗီယက်နမ်ကတော့နောက်ဆုတ်တော့မှာမဟုတ်ဘူးဆိုတဲ့သဘောတရားကိုညီညွတ်စွာဖော်ပြနေကြပါတယ် ဒါဟာနိုင်ငံတနိုင်ငံလုံးရဲ့စုပေါင်းအားနဲ့တရုတ်ရဲ့ရန်လိုမှုတွေကိုတုံ့ပြန်ခြင်းနေတယ်ဆိုတာကိုလည်းတိတိတသားပေါ်လွင်လာစေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။